ဖျားဟော ကာလာမအတုတ်ကြောင့်ဗုဒ္ဓဘာသာကိုကူးပြောင်းလာတဲ့အမေရိကန်နိုင်ငံသားဇနီးမောင်နှံဆိုတဲ့အကြောင်းကိုပြောချင်တယ်ဗျကာလာမအတုတ်ဆိုတာဟာဖျားရှင်လက်ထက်တော်ခါကဖျားရှင်ကိုယ်တိုင်ဟောကြားတော်မူခဲ့တဲ့တုတ်တန်ကြီးဖြစ်ပါလိမ့်အခုအခါမှာတော့ဗုဒ္ဓကျမ်းစာကိုဖတ်ရှုလေ့လာရမှာတရဏဂုံတီကဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့အမေရိကန်နိုင်ငံသားဇနီးမောင်နှံအကြောင်းကို ပြောပြချင်ပါတယ် အဲ့ဒီဇနီးမောင်နှံကအမေရိကန်ပြည်တော်စုမှဖြစ်ပြီးခင်မွန်းတဲ့မြန်မာကတ်နက်ဗင်ကာဝါစာကီဖြစ်ပါတယ်အဖေကဂျပန်အမေရိကန်ကအမေရိကအမေရိကန်မှာဘွဲ၅ဘွဲနဲ့ဒီပလိုမာ၄ခုတောင်ရရှိထားတဲ့လူတော်တယောက်ပါဘာသာစကား၃မျိုးဂျပန်အင်္ဂလိပ်ပြင်သစ်ဘာသာစီတက်ကျွမ်းတဲ့ပညာရှင်တယောက်ဖြစ်ပါတယ်ဇနီးသူကတော့ခရစ်စတင်တက်ကားတဲ့မရှိဂန်ပြည်နယ်မှာမွေးပါတယ် ရဇနိကပေတာနဲ့ဒေါက်တာဘွဲ့ကိုရယူဖို့ပညာစည်းပုနေရာမှာအဲ့ဒီဘွဲ့ကိုမယူတော့ဘဲဗုဒ္ဓကျမ်းစာကိုအကြောင်းသိလို့ဆက်လက်လေ့လာစီပုပါတယ်။အခုကဗုဒ္ဓစာပေကိုတော်ကျွမ်းကျင်နေပါတယ်။ဒီဇနီးမောင်နဲ့ဟာမူလကတော့တခြားဘာသာဝင်တွေပေါ့ဗျာ။သူတို့ကလည်းသူတို့ရဲ့ဘာသာလိုက်ယုတိကိုင်းဆိုင်ပါတယ်။အဲ့မှာဖြစ်စဉ်တော့ပညာရှင်ဆိုတော့တခြားဘာသာတွေကိုလည်းလေ့လာရင်းနဲ့ဗုဒ္ဓဘာသာကိုလေ့လာမိပါတယ်။ ဗုဒ္ဓဘာသာကိုလေ့လာပြီးတော့နောက်ပိုင်းမှာတသနိကဘာသာရေးနဲ့ဒေါက်တာဘွဲ့ယူဖို့ကြိုးပမ်းတဲ့အခါဗုဒ္ဓတသနာကိုပါသေချာစူးစမ်းလေ့လာမိပါတယ်။အဲဒီမှာမိမိတို့သိရှိလေ့လာထားတဲ့အချင်းညာတွေနဲ့မတူပဲတမူထူးခြားနေတာကိုတွေ့ရှိရပါတယ်။ဒါကြောင့်မလဲဗုဒ္ဓဘာသာကိုစိတ်ညွတ်လာတယ်လို့သူတို့ကပြောပါတယ်။ဗုဒ္ဓဘာသာဟာမှတ်ကြောက်တင်စစ်ဆေးခံနိုင်တဲ့ဘာသာဖြစ်ကြောင်းကိုလည်းသိရှိခဲ့ပါတယ်။ ကာရမအတုံးမှာသူတစ်ပါးပြောကများနဲ့မယုံကြည်နဲ့မိမိကိုယ်တိုင်လက်တွေ့ကျင့်ကြံကြိုးကုပ်အားထုတ်ပါလက်တွေ့အကျိုးရှိတယ်ဆိုတဲ့တရားကုံတော်6ပါအနှစ်သာရတွေပါရှိပါတယ်အဲဒီကမှာအဲ့ဒီဇနီးမောင်နဲ့ဟာသူတို့ကိုယ်ကွယ်ခဲ့တဲ့ဘာသာကိုဆွံ့လွတ်ပြီးတော့ဗုဒ္ဓဘာသာဝင်ခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်ဖြစ်ကူးပြောင်းခဲ့တာဟာခုခါဆို7နှစ်နေပါရှိပါပြီ။ ဘုရားဘာသာဝင်ဖြစ်ကုပြောနေတဲ့ကစားပြီးအယက်သေးစားတောင်းစားတာပွဲလန်းသမင်ကခုံပြောပါတာဒါတွေကိုပါစွန့်လွတ်ခဲ့ပါလိမ့်ဇနီးမောင်နှံဟာတရဏဂုံတည်တဲ့ချိန်ကစားပြီးငါတို့သည်ဘုရားဘာသာတနာမထွန်းကားတဲ့အရက်မှမနေလို့တော့သဒနာပမှာနေရတာထက်သိရတာကမြတ်တယ်လို့နှလုံးသွင်းပြီးဂျပန်ပြည်နာရာမြို့ကိုပြောင်းရွှေ့ပြီးတော့ဗုဒ္ဓသဒနာပြုအကြောင်းမှာအင်္ဂလိပ်စာပြကတိကလေးဖြစ်တောင်းယူခဲ့ပါတယ်။တစ်ဖက်မှာလည်းသဒနာပြုရင်းကိုရီးယားရှာကျန်ကဂျပန်ပြည်မှာ ဗုဒ္ဓကျမ်းစာတွေလေ့လာပါတယ်မဟာယာနအနေနဲ့တရားထိုင်ခဲ့ပြီးတရားကိုလည်းပေါ်ပေါ်ရရောက်ကျင့်ကြံခဲ့ပါတယ်ဒါပေမဲ့တင်းတိမ်ကျင့်တတ်တဲ့မရှိတဲ့အတွက်ကြောင့်ဒီထက်စစ်မှန်တဲ့တရားကိုထပ်ပြီးတော့ရှာဖွေပါတယ်မြန်မာနိုင်ငံကိုလည်း၃ချိန်၃ခေါက်တိတိတင်းတိချိန်လာရောက်လေ့လာခဲ့ပါတယ်ဒါပေမဲ့တရားတော်ကိုညွှန်ပြမဲ့သူမရှိတဲ့အတွက်အချင်းနှီးပဲပြန်သွားခဲ့ပါတယ်စတုဒ္ဒအချိန်မှာတော့9ရက်ဗီဇာနဲ့လာတဲ့အခါမှာ တခြားရက်ဒေသတွေတွားရောက်မလဲတော့ပဲရန်ကုန်မြို့ပေါ်မှာသာကိုရန်တရားရှာထွေပါလေ။ကံအားရော့သွားပဲစုလေစီတို့ရင်ပြမှာဂောဘကလူကြီးတွေနဲ့တွေ့ဆုံခဲ့ပါလေ။ဂောဘကလူကြီးတွေကရှင်းလင်းပြောတဲ့အတွက်ကြောင့်ကျင့်တတ်မှုရှိခဲ့ပါလေ။ဂောဘကလူကြီးတွေကလည်းသာသနာတော်တိုးတက်ပြန့်ပွားရေးအတွက်၄နာရီခန့်မြောက်ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဇနီးမောင်နဲ့ဂျပန်ကိုပြောင်းတဲ့အခါဂျပန်နိုင်ငံမူကြီးကျောင်းမှာတည်င်းသုံးနေတဲ့ မြန်မာအကြောင်းနိုင်ဆရာတော်နဲ့ပါတီကျွမ်းခွင့်ရခဲ့ပါတယ်။အဲနောက်သူတို့နေတဲ့နာရာမြို့ကိုဆရာတော်ဦးခေမိန်သားကိုပြင်ပြီးတရားစခန်းဆရာတော်မှဖွင့်လှစ်ခဲ့ပါတယ်။မြန်မာနိုင်ငံရှိမြန်မာဓမ္မမိတ်ဆွေတွေနဲ့ဆက်သွယ်ခဲ့တယ်လို့လည်းဆိုပါတယ်။အဲတော့မြန်မာနိုင်ငံကို3လဗီဇာနဲ့ပြန်လာခဲ့ပါတယ်။မအားလက်တဲ့အတွက်မြန်မာနိုင်ငံမှာတလောက်ခွဲကန့်တာနေထိုင်ခဲ့တယ်ဆိုပါတယ်။ ဇနီးမောင်နှံဟာရန်ကုန်မြို့မဟာစည်းသတ္တရေးတံမှာကလခန့်အားထုတ်ပါတယ်။ကျန်ရဲဒီမှာပကံမန္တလေးဘကူအစားရှိတဲ့မြို့ကြီးတွေတော်ရောက်ဖျားဖို့ပါတယ်။မဟာစည်းသတ္တရေးတံမှာတရားထိုင်ပြီးတော့နောက်ပြီးတော့တတော်လေးကိုတရားတော်ဓမ္မကိုလည်းလေးလာတယ်လို့သိရပါတယ်။အဆိုပါအမေရိကန်ဇနီးမောင်နှံဟာ ကံမြို့ကိုရောက်တဲ့အခါမှာလည်းတခြားကဘာလက်ခီးသက်တွေလိုကင်မရာတလုံးလွယ်ပြီးတော့လှဲ့လှဲ့တမုံမရိုက်ပဲရွှေစည်းကုန်စီတီပေါ်မှာအချိန်ပြည့်တရားထိုင်ခဲ့တယ်လို့သိရပါတယ်။မန္တလေးမှာလည်းဘောဒီကုံသဒနာရည်သားမှာသွားရောက်ခဲ့တယ်လို့လည်းသိရပါတယ်။သူတို့ခေတ်သူတို့ခကမင်းကွန်းဆရာတော်ဖျားကြီးကိုတော့မှဖူးမြော်ခွင့်ရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင် မြန်မာနိုင်ငံမှာရှိတဲ့သာသနာတော်ဟာတခြားနေရာတွေနဲ့မတူဘဲနဲ့သာသနာဝန်ထမ်းတွေဟာလည်းအခါကျင်းဝင်မယူဘဲစေတနာရှိထားပြီးသာသနာပြုတာကိုသိရှိရပါကြောင်းဒါကြောင့်မိမိတို့ကလည်းတခြားသာသနာဝန်ထမ်းများနည်းတို့အခါကျင်းဝင်လုံးဝမယူဘဲသာသနာပြုလို့ကြောင်းမိမိတို့တုံ့ဆွဲဖို့အတွက်ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့နေ့ကစပြီးအသားမစားအရမတော့အပျော်ပါမဖက်စိတ်လေးတော်မတော့တော့ဘူးဆိုတဲ့အချက်နဲ့ငွေကြေးအများပြားစုမိပြီးအလူဒါနဘောဘောတူတူလောက်ခဲ့ကြောင်းပြောပါလိမ့် ရန်သလင်းမြို့မှာနေစဉ်တက်တော်တရားတနည်းရှိပြီဖြစ်တယ်။ရွှေကျင်သဒ္ဒနာပိုင်ဆရာတော်ကြီးမှစပြီးဆရာတော်ကြီးများတကူကြီးဖျားများနဲ့ကျောင်းတက်ကြီးများကိုလည်းအဆိုပါအမေရိကန်စနီးမောင်နှံကတွားရောက်ချင်းညွှန်ပါတယ်။ဒါအပြင်ဘကိုးနဲ့ခမဲပြင်ဒေသကိုလည်းတွားရောက်လည်လာပါတယ်။အနီးတစ်ဝိုက်မှာရှိတဲ့လုံးနဲ့နှစ်ပေါင်းတရားကျော်မှရှီဟောင်းလက်ရတဲ့ရှိတဲ့အုံနဲ့ကြီးရကုသနိုင်အောင်ဖျားကြီးနဲ့ တိုင်150ရှိတဲ့တတန်း150နီးပါးရှိတဲ့အုံနယ်ကုတ်သိနိုင်အောင်ကြောင်းကျူလဲတွားရောက်လေ့လာပါလိမ့်။ဒါအပြင်ဂျပန်ကိုပြန်တဲ့အခါဂျပန်ကိုတည်းမပြန်ဘဲနဲ့ထိုင်းနိုင်ငံကိုခေတ္တဝင်ပြီးထိုင်းနိုင်ငံမှာရှိတဲ့ရဟန်းတော်တွေကိုလည်းသင်္ကန်းတွေဆက်ကပ်လှူဒန်းခဲ့တယ်လို့ဆိုပါတယ်။ဂျပန်ကိုပြန်ရောက်တဲ့အခါမှာဂျပန်မှာရှိတဲ့ဆရာတော်တွေထံမြန်မာနိုင်ငံမှာလူတန်းလိုက်တဲ့လူဝပစ္စည်းတွေကိုလည်းကိုယ်တိုင်ကိုယ်ကျတွားရောက်လူလန်ပါလေ။အခုကဂျပန်ပြည်နာရာမြို့မှာလုပ်ငန်းခွင်ဝင်ရင်သာသနာပြုလျက်ရှိတယ်လို့ဆိုပါတယ်။ ဂျပန်မိမာထေရဝါဒအဖွဲ့အစည်းပေါင်း6ဖွဲ့ရှိပြီးတစ်ဖက်နဲ့တစ်ဖက်အဆက်အသွယ်ကူညီလျက်ရှိတယ်လို့ဆိုပါတယ်။ဒီလိုဗုဒ္ဓဘာသာကြီးညိုလေးစားပြီးသဒ္ဒနာတော်ပြန်ပွားစီပင်ရေးကိုအားပေးကူညီတဲ့နိုင်ငံခြားသားတွေဒုနဲ့ဒေရှိတယ်ဆိုတာကိုမိမိအနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်။နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။